်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘသူမမယုံကိုကိုကိုလည်းမယုံဖြစ်လာနေသောစစ်အုပ်စုရွှေကောက်ပွဲနီလာတီနဲ့အမျှမင်းအောင်လိုင်းသည်ရောင်ကြကြထုတ်ပြောလာပြီးဖြစ်ပါတယ်ရခင်ကနိုင်ငံကိုကာကွယ်စောင့်ရှောက်လို့စိတ်ရှိသူများအားမဲပေးရန်ထုံမတဆင်အမျိုးဘာသာကာကွယ်လို့စိတ်ရှိသူများဖြစ်လာပြီးယခုအခါတွင်တော့စိုးရိမ်ပူပန်စိတ်အားကြီးလာပုံရပြီ အင်အားကိုသိန်းခန့်ရှိသောဝန်ထမ်းများအားစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီးလူများကိုသာနေထိုင်ရန်ထုတ်ပြောလာခဲ့ရပြီဖြစ်သည်ဟုသတင်းဌာနတွင်ဖော်ပြထားပါသည်ထို့သို့ထုတ်ပြောလာရခြင်းဒီကလည်းမဲဆွဲပေးခြင်းထက်ဝန်ထမ်းများကိုသွဲဝိုက်ချင်းချောက်လာခြင်းဖြစ်ပါသည်ပြည်သူများအနေဖြင့်၎င်းကိုအရှိုက်ကိုထိုးနိုင်မဲ့မဖြစ်မနေမဲပေးဖို့ဖြစ်လာကကြံဖို့မှလွယ်၍အခြားပါတီငယ်များကိုမဲထဲဖို့လှုပ်ရတော်မူဖြစ်ပါသည်လက်တဆုပ်စာမျှတာရှိသော၎င်းတို့အားအပြင်တွင်ရှိသောအင်အားစုများကဝိုင်းဝန်းတိုက်ခိုက်နေကြသည်ဆိုသော same mentality မှဆင်းသက်လာခြင်းပင်ဖြစ်ပါတယ်။ထို့သောမိမိတို့မှလွယ်၍မိသူကိုယ်မှမယုံကြည်သောစိတ်အခြေအနေဖြစ်ပေါ်လာရခြင်းသည်လ ీల သိရှိရသလောက်အကြောင်းငှားချက်ရှိနေပါတယ်။တီကြောက်ရွံ့ခြင်းနှင့်တန်တရာဖွင့်နေခြင်းမိမိတို့ဖွဲ့စည်းကိုဖြက်စီးပြစ်ရန်အပြင်လူများကလှုပ်ဝက်ကြံစည်နေခြင်းတို့ဒီမဟုတ်ထိုးဖောက်ဖို့ကြိုးစားနေသည်ဟုခန့်စားရခြင်းနေကာကွယ်ရေးစိတ်ဓာတ်အလွန်အကျွံ့ရှိခြင်းအဖွဲ့စည်းအရင်းမြစ်များယုံကြည်ထားသည်များနှင့်ရည်ရွယ်ချက်များကိုကာကွယ်ရန်အလွန်အကျွံ့ခေါင်းမာပြီးမာကျော်သည့်သဘောထားကိုထိန်းသိမ်းထားခြင်း ၃အတွင်းလူအပြင်လူခွဲခြားထားမှုစေအုပ်စုအတွင်းရှိလူများကိုသာယုံကြည်ပြီးအပြင်လူများအပေါ်အပြည့်အဝတန်တရားရှိခြင်းမယုံသင်္ကာဖြစ်ခြင်း၄၀ဝေဖန်မှုများကိုခံနိုင်ရနေခြင်းပြင်ပမှလာသည့်မိသူသောဝေဖန်မှုမျိုးမိခွန်းထုတ်မှုမျိုးကိုမဆိုရန်လိုတိုက်ခိုက်မှုအဖြစ်မြင်ခြင်း၅ရွေးချယ်စရာနေပါခြင်းထနေပါရှင်းခြေနေကိုအောင်မြင်ရမည်သို့မဟုတ်ဖြက်စီးခံရမည်ဟုသောနှမျိုးဒေတာရှိသည်ဟုမြင်ပြီးအခြားနိလန်းတွေကိုစဉ်းစားဖို့ညှင်းဆို့ခြင်းတို့ဖြစ်သည်ဟုစိတ်ပညာရှင်များကသုံးသပ်ထားပါသည်။ ထိုသုံးသက်ချက်များသည်လည်း၎င်းတို့နှင့်ကွက်တီချနေ၍တိုင်းပြည်သည်လူကောင်းလူတော်များအုပ်ချုပ်နေပါသည်ဟုပြောနိုင်ဖို့ဝေးစွာပုံမှန်စိတ်နေစိတ်ထားရှိသူများအုပ်ချုပ်နေပါသည်ဟုပင်ပြောမရသည့်အခြေအနေမျိုးဖြစ်လာနေပါသည်ပါတီလစ်တနာကအေယာဝတီတွင်၎င်းတို့မြို့သူကိုမြမယုံမကြည်ဖြစ်နေမှုကိုယခုလိုရေးသားလာခဲ့ပါသည် ဘီလာရုသမ္မတလူကာရှန်ကိုရောက်လာသည်ကိုလန်နမဲပြောင်းတီကအစတခန်းတနာဝန်သာအာရကျိုးဆုခဲ့ကြခြင်းတီကပင်၎င်းတို့အပေခံဘဝရောက်နေရသည်ဟုခန်းစားနေရမှုကိုလှိဟပြလိုက်ခြင်းသာဖြစ်သည်ထို့သောလက်ရှိတွင်ပလင်တူဘူးစုပေါင်းနေရသည်တရုတ်ရုရှားမြောက်ကိုရီးယားအာနာရှင်အတိုက်ဝန်မှဖောက်မထွက်နိုင်သည်ပဲဖြစ်နေရှာသည်ရုံထွက်အောင်လုပ်မည်ဆိုက၎င်းတို့လည်းဆက်၍ရပ်တည်နိုင်တော့မည်မဟုတ်ဆိုသည်ကိုလည်းတိထားကြပြီဖြစ်သည် ်ထို့အတွက်ကြောင့်လည်းမလ28ရက်ရောက်တိုင်းအနော်ရထားအလောင်းဖျားဘရင်တော်တို့နှင့်ခြားလက်ပတ်ရန်နေခြင်းဖြစ်သည်၎င်းတို့တွင် ကိုပိုင်စစ်တမ်းမီဒီယာဖန်လုပ်ငန်းတက္ကသိုလ်များဆေးရုံများအာမခံလုပ်ငန်းများနှင့်၎င်းတို့ကိုထောက်ကူပေးမည်အခြေခံအဆောက်အအုံများစစ်မှုထမ်းများနှင့်မိသားစုများအမခံထောက်ခံအားပေးသူများစုစုပေါင်းတိုင်းပြည်လူဦးရေ၏2.5သန်းခန့်ကိုစုစည်းထားနိုင်ပြီးထိုင်းအင်ဒိုနီးရှားကဲ့သို့ဒီမိုကရေစီအသွင်ကူးပြောင်းစရာမလိုလိုအပ်သည့်မှန်သမျှလက်ဝဲထားရှိပြီးဟုယူဆနေကြောင်း မြန်မာစစ်တပ်နှင့်ပတ်သက်၍ကျွမ်းကျင်သူဩစတြေးလျပညာရှင်အင်ဒရူးဆဲက2021ကထင်သွင်းသော၎င်း၏စာတမ်းတွင်ရေးသားထားခဲ့ပါသည်စစ်တပ်သည်ပြိုကွဲသင့်နေပါလျက်ယခုထိရပ်တည်နေနိုင်ခြင်းမှလည်းအထက်တွင်ဖော်ပြထားသည့်ဝိညာဉ်ပိတ်ဆို့ခံထားရသည်ဟုသော same mentality ကြောင့်ပင်ဖြစ်သည်1988နောက်ပိုင်းပြည်သူများအအစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့မှုနှင့်အတူတရုတ်အားအသေးအံမိခိုးလာနေရသည့်အဖြစ်မှရုံးထွက်လို့၍အနောက်အုပ်စုနှင့် ပလဲနံပါတ်3ရန်ဒီမိုကရေစီဘန်ပြပြုပြင်ပြောင်းလဲမှုများလှုပ်လာရခြင်းလည်းဖြစ်သည်တရုတ်တို့လက်ချက်ဖြင့်ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တိုက်ပွဲများတွင်စစ်သားတောင်းချီကြဆုံခဲ့ရမှုသည်စစ်တပ်အပေါ်အသေးကိုမျှဆိုက်ဝင်နေသည့်အလားတနုံနုံခန်းစားနေရဆဲဖြစ်သည်ယခုထိလည်းတရုတ်သည်ကွန်မြူနစ်ပါတီနှင့်မဟာမိတ်ဖြစ်ခဲ့သောဘွားများနှင့်နီနီကက်ကက်ဆက်ဆံနေဆဲပင်ဖြစ်သည်သို့သောစစ်ကောင်ဆောင်များက2017 21အတွင်း ပေးရသည်နှင့်မတန်အောင်ပြည်တွင်းတွင်လူထုကလွတ်လွတ်လပ်လပ်ပြောဆိုလုံခြုံလာကြပြီး၎င်းတို့အားမထေမဲ့မြင်လှုပ်လာကြသည်ကိုမိတို့မြဆက်၍မခံစားနိုင်အောင်ဖြစ်လာကြ၍အာနာကိုလူထုလက်မှအကြမ်းဖက်ပြန်သိမ်းခဲ့ရသည်ဒီတစ်ချိန်အာနာသိမ်းအဖွဲ့ကန့်ဆိုးသွားရသည်ကရခိုင်နှစ်ချိန်ကလိုတိုင်းပြည်ပြိုကွဲတော်မူမိမဲဆက်ရိုက်လွှမ်းမိုးနေပြီဟုအကြောင်းပြခွင့်မရတော့၍ရွေးကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရခဲ့မှုကိုပါဘဲခိုးသည်ဟုပြော၍လူယူလိုက်ရသည့်လူကြီးစရာအဖြစ်နှင့်စတင်ခဲ့ရခြင်းပင်ဖြစ်သည် ရှက်ကူရုရှားဗေလာရုထံခြေတိုမတက်သွားနေရခြင်းမြောက်ကိုရီးယားနှင့်ဒိတ်တခုပြန်ဆက်ဆံနေရခြင်းတီကလည်းတရုတ်အပေါ်မိခိုးနေရသည့်အဖြစ်မှာတက်နိုင်သမျှသက်သာစေရန်လုံ့ပန်းနေရခြင်းဖြစ်သည်။ထိုင်းကိုလည်းမချစ်တော့လေအောင်ကားနဲ့နေရသည်။နေဆက်ရှိကရင်မော်ရှမ်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့များမှလက်နက်များထိုင်းဘက်မှရှာနေခြင်း၊ခေါင်းဆောင်များထိုင်းဘက်တွင်အိုးပိုင်အိမ်ပိုင်နှင့်ဟိုဘက်ဒီဘက်ကူးလူသွားလာနေခြင်းတရားရသူများထိုင်းစစ်ရုံများတွင် စေကူသခံယူနေမှုများကိုခေါင်းစွာသိရှိထားပြီး ဖြစ်၍မိမိတို့အပေါ်တသက်လုံးမကောင်းခဲ့သူများမယုံကြည်ထိုက်သူများဟုရှုမြင်ထားပြီးဖြစ်သည်ပြည်တွင်းတွင်လည်း၎င်းတို့အားတရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိဟုဆိုကာ88နောက်ပိုင်းမှစ၍လူထု၏စိန်ခေါ်လာမှုများနှင့်ရင်ဆိုင်လာခဲ့ရသည်ရွေးကောက်ပွဲလုပ်တိုင်းလည်းခိုးလို့ရသည့်2010မှလွဲ၍၎င်းတို့လက်ဝေကံပါတီသည်အမြဲလိုမရှုမလရှုံနှိမ့်ခဲ့ရသည့်အဖြစ်ကသက်သေခံနေပေသည် ၎င်းတို့အပေါ်လူလူကလုံးဝမနှိမ့်ညွတ်နေသည်ကိုစီကောင်းဆောင်များသတိမပြုမိပဲနေမည်မဟုတ်ထို့အတွက်လည်းလူလူအားဖန်စီနှိပ်စက်တက်ဖြတ်ပြစ်ချင်းဖြင့်၎င်းတို့အားဒူးထောက်အညံ့ခံလာအောင်အမြဲလိုစူးစမ်းနေကြသည် ထိုအတွက်စစ်တပ်သည်၎င်းတို့ရနေသော အခွင့်အထူးခံအဆင့်အတန်းကိုဆွလွတ်မည်ဆိုသည်ဟုမျှော်လင့်ခြင်းသည်အထိပ္ပယ်မရှိ ဥပမာဘိုးဘူးကြီးအဆင့်ရှိသူတအူသည်ယူနီဖောင်းဝတ်ထားပါလိမ့်ရန်ဘန်တစ်ခုတွင်အများနှင့်ရော၍တန်းစီရမည်ဆိုသည်ကိုမိတို့များအဖြစ်မခံနိုင်သဖြင့်၎င်းတို့ဖြိုကွဲသွား၍မဖြစ်ဆိုသည့်ခံယူချက်ခိုင်းမာနေရခြင်းဖြစ်သည်၎င်းတို့နှင့်ထိတွေ့ဆက်ဆံခြင်းဖြင့်အပြောင်းအလဲများဖြစ်လာနိုင်သည်ဆိုသောအနောက်တိုင်းပညာရှင်များ၏သုံးသက်ချက်သည်မြန်မာပြည်သူများအားနိုင်ငံရေးအရာဖိနှိပ်မှုများနှင့်ဆင်းရဲဒုက္ခများကိုဆက်၍ရင်ဆိုင်ခိုင်းနေသည်နှင့်အတူတူပင်ဖြစ်သည်လူထုလိုလာသောအပြောင်းအလဲများသည်စစ်တပ်အတွင်းမှဆက်လာမှဖြစ်သည် စာလင်းဆလာပေးလိမ့်မည်ဟုဗာတီလစ်တနာကစောင်းပါကိုညှိကုံချုပ်ထားသည်နိုင်ငံတော်အတိုင်းပင်ကံအားနိုင်ငံရေးလောကမှကွဲပြောက်သွားစေရန်ကြိုးပမ်းအားထုတ်လာမှုသည်စီအာနာသိအဖွဲ့ထင်သလိုဖြစ်မလာပေထို့အရေးသည်၎င်းတို့ကိုနိုင်ငံတကာလူအတိုက်အဝင်းအတွင်ဝင်ရောက်နိုင်ရေးအတွက်အပေးယူလိုရမည်အရေးဖြစ်လာနေပေသည်နိုင်ငံသည်ရှေ့သို့တိုးတက်ပြီးရင်တိုးတက်လာနေသည်ကိုမြင်တွေ့နေပါလျက်နှင့်၎င်းတို့၏အကျိုးစီးပွားများအားစွန့်လွန်ရတော်မူအရေးမှတနည်းတခြားနီးကပ်လာနေပြီကိုစိုးရိမ်ကြောက်ရွံ့လာကြသဖြင့်စေကောင်းဆောင်များကအမြောက်ကျိတ်တဲ့သော မေရောက်လိုက်အောင်ရှေတန်းတင်ပြီးအာနာကိုလက်နက်အားကိုပြင်လူယူကတိုင်းပြည်အနာဂတ်ကိုမိုင်မဲစွာရိုက်ချိုးလိုက်ကြခြင်းဖြစ်သည်။တရားဥပဒေဆိုသည်မှာလည်း၎င်းတို့အားအန္တရာယ်ပေးမည်ဟုထင်သူများကိုနှိတ်ကိုရန်အတုံးချရာစာအုပ်ကြီးတစ်ဖွဲပြောင်းလဲလာခဲ့ပြီးဖြစ်သည်။စစ်တပ်သည်၎င်းတို့၏ဘိုးဘေးပြည်ပင်များပင်ကျူးလွန်ရဲခြင်းမရှိသောပြစ်မှုများကိုမရှက်မကြောက်ကျူးလွန်လာရသည့်အနေအထားသို့ရောက်ရှိခဲ့ရလေပြီသည်။ ို့တို့သောအခြေအနေတွင်ဖြစ်သူများသည်မိမိတို့အနာဂတ်မိမိတို့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်လက်နက်ကင်လမ်းစဉ်မှတပါတခြားမရှိတော့ဟုဆုံးဖြတ်လာကြရခြင်းဖြစ်သည်လူတိုင်းအားမျက်ရည်ပေါက်ကြီးငယ်ကျစေခဲ့သည့်အပြင်သားတကွဲမရတကွဲသေကွဲရှင်ကွဲကွဲသည့်ဘဝများရောက်အောင်ဖြုမှုခဲ့ကြသည်ဘုရားဘာသာတွင်ကံကံဤအကျိုးဆိုသည်ကခွင့်လွှတ်ချေဖြတ်ရန်ပြဋ္ဌာန်းပေးထားခြင်းမရှိမိမိလုတ်တိကံဤအကျိုးကိုရှောင်လွှဲ၍မရသဖြင့်တန်တရာတလျှောက်ခံကြရတော့မည်လေဖြစ်သည်ဤသူများဤတရားတော်စစ်မုတ်ချအောင်ရမည် ဆက်လက်ပြီးပြည်ပရောက်မြန်မာများချုပ်တင်မဲ့ပေးရန်မဲယုံဖွင့်မယ်လို့တန်ယုံများမှကြော်ညာထားတော်လဲစိတ်ဝင်စားမှုနေပါတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်စေကောင်စီရဲ့ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမယ်အထူးရွေးကောက်ပွဲအတွက်ချုပ်တင်မဲ့ပေးနိုင်ဖို့ထိုင်းနဲ့စင်ကာပူနိုင်ငံတွေကသက်ဆိုင်ရာတန်ယုံတွေမှာမဲယုံတွေဖွင့်လင့်ပေးသွားမယ်လို့အဲ့ဒီတန်ယုံတွေကအသိပေးကြော်ညာထားတော်လဲပြည်ပရောက်မြန်မာနိုင်ငံသားများစိတ်ဝင်စားမှုမရှိဘူးလို့အလို့သမားအရေးဦးဆောင်ကုညီနေသူတအူကသတင်းဌာနကိုပြောကြားပါတယ် ထိုင်းနိုင်ငံရောမြန်မာနိုင်ငံသားတွေအနေနဲ့ဂျိုတင်ဆန္ဒမဲပေးနိုင်ဖို့ဗန်ကောက်မြို့ရှိမြန်မာတန်ယုံမှဒီဇင်ဘာ6ရက်နေ့နဲ့9ရက်နေ့မနက်9:00နာရီမှညနေ4:00နာရီထိမဲယုံဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးဂျိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက်ပုံစံ15ပြည်ကိုထိုင်းနိုင်ငံရောမြန်မာနိုင်ငံသားတွေအနေနဲ့တန်ယုံကိုလူကိုယ်တိုင်လာရောက်ပြီးဂျိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ကြေညာချက်အရသိရပါတယ်မတရားအာဏာသိမ်းထားတာလေပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတာလေအများကြီးပဲသူတို့ပဲပုံစံပြောင်းလုပ်ကြမယ်အထုရောင်ရွေးကောက်ပွဲ စိတ်ကိုမဝင်စားဘူးလို့စီတွတ်ဆက်ယုံမှအလုံးလုံးကိုင်နေသူတအူကပြောပါရယ်အလားတူစင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများချိုတင်ဆန္ဒမဲပေးဖို့စင်ကာပူရှိမြန်မာတန်ယုံမှဒီဇင်ဘာ23ရက်မှ24ရက်တီမနက်7:00နာရီမှညနေ4:00နာရီအထိကျင်းပမှာဖြစ်ခါပုံစံ15ဖြည့်ဆွတ်ပေးဖို့တန်ယုံကိုလူကိုယ်တိုင်လာရောက်ပေးနိုင်တယ်လို့ညညာချက်မှာဖော်ပြထားပါရယ်စေအနာရှင်တွေရဲ့အတူရောင်ရွှေကောက်ပွဲပါမတရားအာဏာသိမ်းပြီးလူငယ်တွေရဲ့အနာဂတ်တွေအိမ်မက်တွေကိုဖျက်ဆီးနေတဲ့စစ်တပ်လုံးမဲ့ရွှေကောက်ပွဲကိုကန့်ကွက်ရှုံချပါတယ်လို့ စင်ကာပူမှာပညာသင်ကြားနေတဲ့ကျောင်းသူတဦးကပြောပါရယ်စစ်ကောင်စီပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ရှုံချကြောင်းကိုဖိပါရောက်မြန်မာဒေါ်လာရေးအင်အားစုများကအွန်လိုင်းကမ်ပိန်းများဆန္ဒပြထုတ်ဖော်ပွဲများပြုလုပ်လျက်ရှိပါရယ်ကျမတို့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင် အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်